ီတင်ကွာတကင်ပရာဟိတလူမိုက်ပါလမ်ဘေးအိတ်လမ်ဘေးစားပြီးတော့ကိုကြီးနေရလို့ပြောလာတဲ့အိမ်လို့ရှင်ဦးမုံပရိသတ်ကြီးပရာဟိတသမားတွေကတောင်မှချီကျူးနေရတဲ့တထေးမကြီးအီတင်ကွာတော့ဒီနေ့ပရာဟိတလူမိုက်ကြီးလို့တောင်မှအားလုံးကခေါ်ကြတာဖြစ်ပါတယ်မိမသားဆန်ပြီးတော့ချိန်မိုးနေတဲ့ပေမဲ့တကယ့်ပြည်သူတွေရဲ့ရှေးကိုကိုကျိုးစွန်ပြီးတော့လူဒဏ်မှုတွေပြုလုပ်ပေးခဲ့တာပါငလင်တန်ကိုခင်အားဆုံးဖြစ်တဲ့စကိုင်းမှာပြည်သူတွေကိုကိုယ်တိုင်ကိုကျသွားရောက်ပြီးတော့ကူညီခဲ့တာဖြစ်ပါတယ် အလူရှင်တွေရင်ငွေအားတွေအများကြီးမယူဘဲသူမရဲ့ပိုင်ဆိုင်တဲ့ကြောက်တွေနဲ့လက်ဝတ်ရနာတွေကိုရောင်းပြီးတော့လူတန်းပြီးခဲ့တာဖြစ်ပါတယ်။ပရိုက်တာသမားဦးမိုးကလည်းအေးတင်ကိုနဲ့ချိတ်ဆက်ပြီးတော့ရှားရင်တင်းလေးတွေလိုအဖြစ်မဟုတ်ဖိနေတေချာလေးရေရှည်နေလို့ရအောင်အိမ်လေးတွေကိုကူဆောက်ပေးနေတာဖြစ်ပါတယ်။ ။ဦးမိုးပြောတာကတော့ငလင်တန်တဲ့ပြည်သူများဟာတိုက်တီကားရိုင်နဲ့နေနေကြတဲ့တတိတွေဆိုရင်သူတို့ဘဝကြီးချက်ချင်းပြောင်းလဲသွားတော့ရှက်စိတ်တွေနဲ့လာလို့ကြတာကိုမယူကြဘူး။နောက်ပြီးသူတို့ရဲ့လက်ဝက်လက်စားတွေလည်းပါသွားကြတော့ပြိုနေတဲ့တိုက်တွေနာကနေမခွာနိုင်ကြဘူး။အဲ့လိုတွေဖြစ်နေတာပါ။မနေ့တနေ့ကအထီကိုလည်းတူတာတွေမယူကြလို့သူတို့တွေစိတ်မကောင်းဖြစ်ပြီးတော့ကိုယ်တိုင်သွားပေးတယ်လို့ဆိုပါတယ်။တကယ်ချင်းတယောက်ကလည်းအရန်ချမ်းသာတယ်။ဒါပေမဲ့အင်္ဂလိပ်စောက်ပြီးဖို့လူခန့်နေ။တကယ်ဆိုရင်ချမ်းသာပါတယ်။တိုက်တွေဆိုရင်သုံးတဲ့တိုက်တွေကြီးပိုင်တော့ကားလေး နစီနဲ့ရဲချမ်းသာတာဒီလိုလာပြီးတော့အလူခံတော့လေတနာမိတယ်။တန်ဝေကလည်းရမိပါတယ်လို့ပြောပါရယ်။အကုန်လုံးပျက်စီးသွားတဲ့အချိန်မှာသူတို့တွေအားလုံးအိမ်ပြန်ဆောက်ဖို့ကိုနေစရာမရှိဖြစ်နေရပါ။တကယ့်ကိုမှစိတ်မကောင်းဖြစ်နေပြီးတော့အားလုံးကိုလည်းကိုကြီးကျနာဖြစ်ကြအောင်ဘုကပြပြလာခဲ့တာဖြစ်ပါတယ်။ ။ဦးမိုးနေအီတင်ကွာရွေလျားအိမ်တွေကိုတိဆောက်ပြီးတော့လှူဒန်းခဲ့သူဟာရွေလျားအိမ်တွေဆိုတာအလွယ်တကူတည်သွားလို့ရပါပဲ။ကိုလွဲတဲ့နေရာမှာခြားကနေထိုင်လို့ရပါပြီ။လှူဒန်းပေးသူတွေကတစ်ချိန်မှာခြေကျသွားလို့ပတ်စံရှိခဲ့ရင်လည်းဒီအိမ်လေးတွေကိုဖြုတ်ပြီးတော့ဘေးကပ်ထားတာတို့နောက်ပြီးတော့မတက်နိုင်တဲ့ချို့တဲ့သူတွေကိုထပ်လှူလို့ရအောင်လဲတေချာလေးစီမံပြီးတော့တိဆောက်ပေးကြတာဖြစ်ပါပြီ။ရွေလျားအိမ်တွေရဲ့ကုန်ကျစရိတ်ဟာ30ဖြစ်ပြီးတော့လိုအပ်တဲ့သူတွေကိုလိုအပ်တဲ့နေရာမှာလာရောက်တိဆောက်ပေးမှာဖြစ်တယ်လို့လည်းပြောပြခဲ့တာဖြစ်ပါပြီ။အိမ င်းလုံးလေးတွေကိုလည်းဖြစ်တယ်လို့စောက်ပြီးမှမဟုတ်ဘဲ 20k ခန့်စီးနေတဲ့တေချာလေး10နှစ်ကျော်လောက်ထိနေလို့ရအောင်စောက်ပြီးမှဖြစ်ပါတယ်။နည်းနည်းရရက ချမ်းသာသူတွေကလည်းလာရောက်လူဒန်းပေးပြီးတော့တအိမ်ကိုလူနှစ်ယောက်လုံးနဲ့လူဒန်းပေးနေကြပါတယ်။အခုဆိုရင်တော့အိမ်လူရှင်နှစ်ယောက်ရှိပြီဖြစ်ပေမဲ့နောက်ထပ်ရှိနေသေးတယ်။အမေမက်ရသေးရလည်းပါမပါလို့ပြောပြခဲ့တာဖြစ်ပါတယ်။နောက်ထပ်လူဒန်းပေးကြသူတွေကလည်းငွေသား300ကျော်နဲ့အိမ်လုံး20နဲ့အိမ်သားလုံး20ပါတခုတည်းလူဒန်းပေးတာဖြစ်ပါတယ်။ကိုအိမ်ကကိုရနဲ့ကိုအိမ်သားပါတီးတက်လူဒန်းပေးတာဖြစ်လို့ဒီလိုလူမျိုးကိုပီတိဖြစ်မိပါတယ်။နောက်ထပ်လူဒန်းမဲ့သူတွေလည်းမိုးမကြမီမှာသူတို့နဲ့လာဖို့ပေါင်းပြီးတော့အိမ်လုံးပေါင်း90ကျော်လောက်ကို လှုပ်ပေးကြနာပါဒီလာထဲမှာအားလုံးသေချာစီစစ်ပြီးတော့တရက်ကိုနှစ်ဖက်ဖွဲပြီးတော့အိမ်ပေါင်း90ကျော်လောက်စောက်ပေးပြမှာပါလို့ပြောခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးအိမ်တလုံးချမ်းသာချမ်းဖြစ်ဖို့ဆိုတာမလွယ်ပါဘူးနော်ဘသူမဆိုခုရင်ခုရလေးနဲ့နေချင်းကြမှာပဲဒီလိုပေးရတဲ့ကြောက်လာတော့လေကန်စီမယာတိုင်းစင်ပြေတို့လေးနေရတာကိုဖျားသခင်ကိုကျေးဇူးတင်ထိုက်ပါတယ်ဒီတော့ပရိုက်တာလူမိုက်ကြီးအေတင်ကိုနဲ့ဦးမှုရဲ့အိမ်ပေါ်မှာအလူလေးကိုလည်းမျက်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင်